云南话先阿拉妹怎么叫云南话字？ ဗီဇာတလချင်းတူတာနဲ့၃လတခါတူတာဘယ်ဟာပိုတန်လဲဆိုပြီးတော့မေးထားတဲ့ဒီညီမလေးရဲ့မေးခွန်းကိုဖြေရင်းနဲ့ဗီဇာအကြောင်း e-visa ၃လတခါတူတဲ့အကြောင်းကိုအသေးစိတ်လေးပြပြပေးပါဖြစ်ပါတယ်ရှင်။ပထမဆုံး e-visa ကို education visa လို့ထင်နေကြတာမလို့ e-visa Vietnam မှာတော့ education visa မဟုတ်ပါဘူး။ e-visa ဆိုတာက electronic visa လို့ခေါ်တာပါ။ online ရှိုံနဲ့ဗန်နိုင်ငံကနေမဆိုလှမ်းပြီးတော့ရှောက်လို့ရတဲ့ visa မျိုးစားဖြစ်ပါတယ်။ e-visa ကတစ်ခါရှောက်တယ်ဆိုလို့ရှိရင်ရက်30 3လတက်တန်းရရှိမှာဖြစ်ပါတယ်ရှင်။ င်။ VNN ကိုစောင့်ဝင်လာမယ်ဆိုလို့ရှိရင် visa လျှောက်ပြီးတော့နေကြတဲ့ပုံစံအမျိုးအစား၃မျိုးရှိပါတယ်။ပထမဆုံးတစ်မျိုးကတော့နိုင်ငံကိုစပြီးဝင်မလာခင်တည်းက e-visa ၃လကိုလျှောက်လာတယ်။အဲ့ e-visa ၃လကိုလျှောက်ပြီးတော့နိုင်ငံကိုစောင့်ဝင်လာတယ်။၃လပြည့်တဲ့အခါမှာနိုင်ငံအပြင်ကိုပြန်ထွက်ပြီးတော့နောက်ထပ်၃လစာ extension အနေနဲ့ e-visa ၃လထပ်လျှောက်တာမျိုးပေါ့နော်။နောက်တစ်မျိုးကကြာတော့ဘယ်လိုလုပ်ကြလဲဆိုတော့အာတစ်လ visa free နဲ့ဝင်လာတယ်။အဲ့တစ်လကုန်ကန်ကြီးကြတော့မှနိုင်ငံအပြင်ကိုထွက်ပြီးတော့ e-visa ၃လကိုလျှောက်တယ်။ ဲ့လိုလူမျိုးလည်းရှိတယ်လို့နောက်တစ်မျိုးကကြတော့အဲတလ free နဲ့ဝင်လာတယ်ဗီဇာကုန်သွားပြီဆိုတော့အကုန်ကန်နီးကြလို့ရှိရင်နိုင်ငံအပြင်ကိုထွက်ပြီးတော့ e visa သုံးလမလျှောက်ခင်းနဲ့တလ free နဲ့ပဲပြန်ဝင်တယ်အဲ့ဒါမျိုးနေနေတဲ့သူတွေလည်းရှိရပါတော့အဲ့ဒီအမျိုးအစားသုံးမျိုးမှာဘယ်အမျိုးအစားအဆင်ပြေဆုံးဖြစ်မလဲဘယ်အမျိုးအစားကကုန်ကျစရိတ်အသက်သာဆုံးဖြစ်မလဲ စသဖြင့်နှိုင်းရှင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ e-visa ကိုအခုလက်ရှိမှာတော့အကန့်အသတ်မရှိဘဲနဲ့အချိန်ချင်းတိုးပြီးတော့လောင်တန်းနေနေကြတဲ့သူတွေလည်းရှိပါတယ်။နိုင်ငံအပြင်ကိုလေချောင်းနဲ့ပဲဖြစ်ဖြစ်၊ကုန်းချောင်းနဲ့ပဲဖြစ်ဖြစ်ထွက်သွားပြီးတော့လျှောက်လို့ရပါတယ်။ e-visa ကိုဘယ်နိုင်ငံမှမစို့ online ရှိုံနဲ့လျှောက်ထားလို့ရပါတယ်။သူ့ရဲ့ website မှာကြေညာထားတာကတော့ e-visa ကိုလျှောက်ထားတဲ့ working day က3ရက်ကနေ15ရက်အထိကြာမယ်လို့ကြေညာထားပါတယ်။ အကယ်၍ကိုက e-visa ရှောင်နေစဉ်ကာလမှာနိုင်ငံအပြင်မှာမနေချင်ဘူးဥပမာကိုကဗီယက်နမ်ကနေပြီးတော့လာအိုဘက်ကိုသွားပြီးတိုးတာဆိုရင်လာအိုမှာသွားပြီးတော့အဲ့လိုမျိုးအဲ e-visa ရှောင်နေစဉ်ကာလမှာနေမနေချင်ဘူးဟိုတယ်ကားတွေမကုန်ချင်ဘူးတချို့ကျတော့လည်းတလက်စားရဲလာအိုဘက်မှာရှောက်လဲပြီးတော့နေရတဲ့သူတွေလည်းရှိသလိုမျိုးအဲ့လိုမျိုးအကုန်မခံချင်ဘူးအဲ့လိုမျိုးမနေချင်ဘူးဆိုတဲ့သူတွေရှိရတဲ့အတွက်အဲ့လိုလူတွေအတွက်လည်း service တက်ပြီးတော့တရက်အတွင်း၄နာရီအတွင်းအမြန်လုံးလို့ရတဲ့ service မျိုးတွေလည်းအလုပ်ရပါတယ်ရှင်။အဲ့ဒီလို မျိုး e-visa အမြန် service ကြီးရတော့ VND 320ကြာတယ်မှာဖြစ်ပါရဲ့ရှင် 2024ခုနှစ်အထိကတော့ဗီဇာကအရင်လွယ်ခဲ့တဲ့အတွက်၃လတခါတက်တန်တိုးမဲ့သူတွေအတွက်တစ်နှစ်တစ်ရက်အတွင်းအမြန် service အပ်မယ်ဆိုလို့ရှိရင်ဗီဇာကြေးရသိန်း20ဟိုချီမင်းမြို့ပေါ်မှာရှိတဲ့ကာကိကနေပြီးတော့ကမ်ဘောဒီးယားဘော်ဒါကိုသွားမယ်ဆိုလို့ရှိရင်ကာကာကအသွားတစ်သိန်းအပြန်အသိန်းတစ်သိန်းနှစ်သိန်းပြီးတော့ကိုယ့်ရဲ့နေရာကနေပြီးတော့ကိုယ်နေတဲ့ district ကနေပြီးတော့ဟိုချီမင်းမြို့ပေါ်မှာရှိတဲ့ကာကိကိုသွားမယ်ဆိုရင်ကာကာကတစ်သိန်းပဲထားပါတော့เนาะတစ်သိန်းထည့်ထုတ်လိုက်မယ်ဆိုရင်23သိန်းကျတင်ပါပါရှင်အဲ့လို မျိုးဗီဇာကြေး3လတခါဗီဇာကြေး30ကိုမတုံးချင်တဲ့သူတွေအကြားတလတခါ free ဗီဇာပဲတိုးမယ်ဆိုလို့ရှိရင်တော့ဒီမင်းမျိုးပေါ်ကကာကိကနေပြီးတော့ကမ်ဘောဒီးယား border ထိသွားမယ်ကာကကအသွားတသိန်းအပြန်တသိန်းနှစ်သိန်းကိုအိမ်ကနေပြီးတော့ဟိုချီမင်းမျိုးပေါ်ကကာကိကိုသွားမယ်ကာကတသိန်းဆိုရင်3သိန်းတခါသွားရင်ကာက3သိန်းနဲ့3ခါသွားရင်9သိန်းကျတဲ့မှာဖြစ်ပါတယ်ရှင် 6သိန်းနဲ့23သိန်းဆိုလို့ရှိရင်ပတ်စံက14သိန်းกว่าချမှာဖြစ်ပြီးတော့အကယ်၍ကို့မှာလည်းအချိန်လေးရှိရဲအပြင်ပန်းလဲခံနိုင်တယ်ဆိုလို့ရှိရင်14သိန်းတက်တာအောင်လို့3လတစ်ချိန်မဟုတ်ဘဲနဲ့1လတစ်ချိန်ကြာတိုင်းအပြင်ပန်းခံပြီးတော့ပြီးတော့တိုးလို့ရနေသေးတယ်ပေါ့နော်25ရက်နောက်ပိုင်းမှာတော့မြန်မာလူမျိုးတွေအတွက်ဗီဇာတိုးရတာတိတ်ပြီးတော့မလွယ်ကူတော့တဲ့အတွက်အားလုံးချောချောမွေ့မွေ့နဲ့တုံးထူပေးဖို့ဆိုလို့ရှိရင်အဲဗီယက်နမ်ကနေအထွက်တစ်ခါကမ်ဘောဒီးယားအဝင်တစ်ခါကမ်ဘောဒီးယားမှာအထွက်တစ်ခါဗီယက်နမ် ကိုပြန်ပြီးတော့ဝင်တဲ့အချိန်မှာတခါစုစုပေါင်း၄ချိန်တသိန်းတသိန်းနဲ့၄ခါ၄သိန်းထပ်ပြီးတော့ပေးရမှာဖြစ်ပါတယ်။အဲဒီတော့ကားခါက၃သိန်းပေးရမယ့်ပတ်စံက၄သိန်းဆိုတော့စုစုပေါင်း9သိန်းတချိန်သွားတိုးရင်9သိန်းနဲ့3လတိုးမယ်ဆိုလို့ရှိရင်21သိန်းကျတဲ့မှာဖြစ်ပါတယ်။ဒါကပုံမှန်အတိုင်းတစ်လတစ်ခါဗီဇာမလျှောက်ဖယ်နဲ့ free visa ရယူပြီးတော့တိုးချင်တဲ့သူတွေအတွက်ပါ။ အဲ့လိုမဟုတ်ဘဲနဲ့3လ e visa ကိုရှောင်မဲ့သူတွေအတွက်ကတော့ visa ကြီးကသိန်း20ကားကားက3သိန်းအပြင်ခုနပြောသလိုအဝင် attract မှာချောချောချူချူဖြစ်ဖို့အတွက်တုံးထူပေးဖို့အတွက်ပေးရပစံက4သိန်းဆိုလို့ရှိရင်စုစုပေါင်း28သိန်းကျတယ်မှာဖြစ်ပါတယ်။ပြီးတော့တစ်လတစ်ခါတိုးမယ်ဆိုလို့ရှိရင်စုစုပေါင်း21သိန်းကုန်မယ်။3လတစ်ချိန်တိုးမယ်ဆိုလို့ရှိရင်28သိန်းကုန်မယ်ဆိုတော့စုစုပေါင်း6သိန်းပဲกว่าချမှုရှိရဲဆိုတော့ပစံ6သိန်းဆိုတာကမြန်မာငွေနဲ့ဆိုရင်1သိန်းလောက်တော့ရှိတာပေါ့နော်။အဲ့တော့6သိန်းလောက်နဲ့တော့ ၃ချိန်အပင်ပန်းခံပြီးတော့၃ခါသွားပြီးတော့လှုပ်ဖို့အတွက်ဆိုတော့မတန်ဘူးလို့မြင်တဲ့အတွက်၃လတစ်ချိန်လျှောက်လိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်။ဒါပေမဲ့ဒီနီးလဲနှစ်ခုလုံးက e visa ရှောင်မယ်ဒါမှမဟုတ်ရင်ကိုယ်တိုင် free visa နဲ့အဝင်အထွက်လုပ်မယ်ကိုယ်တိုင်လုပ်ရမှာဖြစ်တဲ့အတွက်နည်းနည်းအခက်အခဲတွေရှိမယ်အရစ်ခံရတာလေးတွေရှိနိုင်တယ်စကားတွေပြောရတာရှိနိုင်တယ်ဆိုတော့ဆိုတော့ဒီနှစ်ခုလုံးကအခုနောက်ပိုင်းအခြေအနေတွေအရာသိပြီးတော့မတေချာတဲ့ရွေးချယ်မှုလို့မြင်ပါတယ်အဲဆိုရင်ဘယ်နီးလန်းအောင်တုံးချမလဲအခုနောက်ဆုံးပြောပြမယ်နီးလန်းကတော့ agent အတာပါခုနလိုပဲ e visa ကိုအာရှောက်ဖို့အတွက် agent အလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒီ agent အပြင်သူက vietnam agent ဖြစ်တဲ့အတွက်ကြောင့်မလို့ ွားဖို့လာဖို့ကားကားတွေရောဟိုမှာရှောက်ပေးဖို့ e-visa ရောပြီးရင် immigration ကိုဖြတ်တဲ့အခါမှာကိုယ်တိုင်ဖြတ်เสียရမလို့ပဲနဲ့သူတို့ကိုယ်တိုင်လိုက်ဖြတ်ပေးပြီးတော့ကိုကဘီနာကနေရက်ပြီးတော့လိုက်ဝါပေးုံပဲလုပ်ပေးရမယ်အနေအထားမျိုးထိအပ်လို့ရတဲ့ agent တွေရှိပါတယ်။ဟိုချီမင်းမျိုးပေါ်ကသူတို့ရုံကနေပြီးတော့ကမ်ဘောဒီးယားဘော်ဒါအထိကိုလည်းကားနဲ့ပို့ဆောင်ပေးမယ်။ e visa 3လောက်ကိုလည်းရှောက်ပေးမယ်။ပြီးွားလို့ရှိရင်အပြန်ဝင်လဲဟိုချီမင်းမြို့ပေါ်ကတို့ရဲ့ရုံရှိထီပြန်လိုက်ပို့ပေးမယ်။အဲ့ဒီလို package ပုံမှာ28သိန်းကျတဲ့ပါတယ်။အဲ့ဒီတော့ဘာထက်ကုန်အောင်လဲဆိုလို့ရှိရင်ဟိုချီမင်းမြို့ပေါ်ကတို့ရုံကနေပြီးတော့ကိုအိမ်ကိုပြန်မယ်။ကားခါတသိန်းမဲ့ထပ်ပြီးတော့ကျတဲ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့စုစုပေါင်း29သိန်းကုန်ကြပါမယ်ရှင်။ 29သိန်းနဲ့28သိန်းဆိုရင်2သိန်းပဲပို့ပြီးတော့ကုန်ကြမှာဖြစ်ပြီးတော့မြန်မာငွေနဲ့ဆိုရင်3000ခွဲလောက်ပဲပို့ကုန်ကြမှာဖြစ်တဲ့အတွက်မဖြစ်မနေရွေးချယ်တဲ့နယ်လို့ဆိုရတော့ထင်ပါတယ်။ဒီ29သိန်း package ကိုတုံးလိုက်မယ်ဆိုလို့ရှိရင်3လစာ visa လည်းရရှိမှာဖြစ်ပြီးတော့အဲ immigration ဖြတ်တဲ့အခါမှာလည်းစကားတွေပြောစရာမလိုတော့ဘဲနဲ့ဘာမှအခက်အခဲမရှိဘဲနဲ့ချောချောမွေ့မွေ့ဖြတ်လို့ရတော့မှာဖြစ်တဲ့အကြောင်းလို့ဆိုရတော့ဒီ VNA agent ကိုအလိုက်တာအသင့်တော်ဆုံးဖြစ်တယ်လို့အကြံပေးပါရစေရှင်။ ဆိုတော့ဟိုချီမင်းမှနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကမ်ဘောဒီးယားဘော်ဒါမှာတက်တန်းတော့တိုးရတဲ့သူဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ဒီဟိုချီမင်းမှနေတဲ့သူတွေထဲမှာသွားချင်တဲ့သူရှိရဲဆိုလို့ရှိရင်တော့ VNN agent ကိုညွှန်ပေးပါစုရဲဆိုလို့ရှိရင်တော့သူညွှန်ပေးလို့ရပါတယ်။မြန်မာလေးကတော့လာအိုသွားမယ်ဆိုတော့ဟန်နွိုင်းဘက်ကတော့ဘာလို့ဖြစ်မယ်ထင်တယ်။အဲ့တော့လာအိုဘက်ကိုသွားပြီးတော့တိုးရတဲ့ agent တော့သူတိတ်ချာမသိတာမလို့တစ်ချက်တော့စုံစမ်းကြည့်ပါအောင်လို့အကြံပေးပါရစေရှင်။အဲ့တော့ e visa ရှောက်ဖို့ဘာတွေလိုအပ်လဲ။ e visa ရှောက်ဖို့ဆိုလို့ရှိရင်နှစ်မျိုးပဲလိုအပ်ပါတယ်။တစ်ကကြတော့ တက်တန်း6လကျန်နေတဲ့ passport စာအုပ်နှစ်ကနောက်ခံအဖြူနဲ့ရိုက်ထားတဲ့ passport တပုံမှာဒီနှမျိုးပဲလိုအပ်ပြီးတော့ တက်ဘိုကင်း flight ဘိုကင်းနဲ့တခြား bank statement ဘာမှမလိုအပ်ဖင်းနဲ့ဒီ VNA e-visa process ကတော့ရိုးရှင်းပါတယ်ရှင်။အဲ့လိုမဟုတ်ဖင်းနဲ့ easy မအပ်ခြင်းကိုအတွေ့အကြုံရခြင်းလို့ free visa ပဲဖြစ်ဖြစ်၃လ visa ပဲဖြစ်ဖြစ်ကိုယ်တိုင်သွားပြီးတော့တိုးကြည့်ခြင်းနဲ့ immigration လဲကိုယ်တိုင်ဖြတ်ကြည့်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်လဲသူကနောက်ထပ်အဲကိုယ်တိုင် immigration ဖြတ်ပြီးရောကိုယ်တိုင်ကားလက်မှတ်ဖြတ်ပြီးရောနေဆက်ကိုဘယ်လိုသွားရမလဲဘယ်ကနေကားလက်မှတ်ဖြတ်ရမလဲစသဖြင့်အသေးစိတ်ကိုယ်တိုင်လုပ်ထားတဲ့အချိန်တုန်းကရိုက်ထားတဲ့အဲ floor လေးရှိပါတယ်အဲ့ floor လေးကိုစုနောက်ရက်တင်မှာဆက်ပြီးရောတင်ပေးတော့ပါ ောင်မယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှပြန်ဆောင်မယ်နော်